အားလုံးပဲမင်္ဂလာပါခင်ဗျာတနင်္ဂနွေသားသမီးများအတွက်တပတ်စာဟောစတန်ကိုဖတ်ပြတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးများဆိုလို့ရှိရင်တော့ဒီကာလာတွေလုပ်ငန်းကိုင်ကန်းများအဆဆာရရအဆင်ပြေပါလိမ့်မယ်လူပင်ပန်းပင်မယ်လို့စိတ်ချမ်းသာစရာများလည်းကြုံတွေ့ရပါလိမ့်မယ်အလုံးနဲ့လက်မပြတ်အောင်လည်းများနေတတ်ပါတယ်အိမ်တော်တွေများဖြစ်ပါကသားသမီးယရနာကိုဝင်ရာချင်းတည်င်းများကြာတိရတတ်ပါတယ်မိမိကိုလက်ဆောင်ပေးတဲ့သောမိတ်ဆွေကောင်းများနဲ့လည်းကြုံတွေ့ရတတ်ပါတယ် ကုံရာရူးစည်းစိမ်ရှိသောအမျိုးသမီးတယောက်ရဲ့ကုညီမဆာခြင်းကိုလည်းရရှိပါလိမ့်မယ်။ကြာတိရရင်တော့ထီကန်ဆန့်ကြည့်ပါ။ပညာရေးနဲ့ပတ်သက်ပြီးတော့အစဉ်ပြေကောင်းမွန်မှုများလည်းရရှိတတ်ပါရဲ့။မိမိမျှော်မှန်းထားသောရလဒ်ကောင်းများလည်းပေါ်ထွက်လာတတ်ပါရဲ့။ရဝေးမဆာများ၊တင်းစကားများ၊အဆက်သွယ်များလည်းရရှိတတ်ပါရဲ့။အဝတ်အထည်လက်ဆောင်ပစ္စည်း၊တံပိုးရှိသောပစ္စည်းများရရှိပါလိမ့်မယ်။မိမိအပေါ်စေတနာထားပြီးဆုံးမစကားဆိုတတ်သောဆရာကောင်းများနှင့်လည်းတွေ့ကြုံရတတ်ပါရဲ့။ စာရေးကရိယာတင်ထောက်ကူပစ္စည်းများလည်းလက်ဆောင်ရရှိတပါတယ်။လူမှုရေးမှာကတော့လူချစ်လူခင်ပေါ်များတာမျိုးမျက်နာပွင့်လန်းနေပါလိမ့်မယ်။အခြေရေးမှာကတော့ချစ်သူရဲ့ကျင်နာယူရမှုကိုရရှိတပါတယ်။အိမ်မက်နမိတ်အနေနဲ့ကတော့တောတောင်ရေမြေတဘာဝတို့ကိုအိမ်မက်မပါကကန်ကောင်းလာမှာပဲဖြစ်ပါတယ်။အချိုပေးခဏများကတော့88 82 35 21ခဏန်းတို့ဖြစ်ပါတယ်။ရရရအနေနဲ့ကတော့မိမိအိမ်ရှင်မျက်နှာစာလမ်းမပေါ်မှာပြည့်စုံလေးများအားတကြားကလေးများဒါနာပြုပေးပါ အလို့ရှိရာဆန္ဒများကိုလေးလေးနက်နက်ဆူတောင်းပေးပါခင်ဗျာ။